်မင်္ဂလာပါကျမတော်ငူးခတ်တာပါ TV ရုံးမြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်လူလူကိုဘေးဒုက္ခအနေအမျိုးစုံကြားရအောင်လုပ်နေတဲ့စံဖတ်ဆဲကုန်းစုကလူသားစာနာမှုအကူအညီတွေကိုလက်နက်တပွဲအသုံးချနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရဒူဝါလက်ရှိလာကဧပြီလ18ရက်နေ့မြန်မာနှစ်စံတရက်နေ့မိန့်ခွန်းမှာပြောကြားလိုက်ပါတယ်။ လူသားစာနာမှုအကူအညီဆိုတာကန့်သက်ထိန်းချုပ်ရမယ်အခွင့်ထူးခံစား권မဟုတ်သလိုဒုက္ခရောက်နေတဲ့ပြည်သူလူထုကိုရရရကိုရရမယ်အခြေခံအခွင့်အရေးဖြစ်ပါတယ်လို့ဆိုပါရယ်။ဒါပြင်အကြံဖတ်ဆဲအုပ်စုကနိုင်ငံရေးလက်နက်သဖွဲ့ချုပ်ကိုင်အသုံးချနေတာကိုကြော်လွားဖို့လူထုကိုထပ်ပြီးအသုံးချတာမျိုးမဖြစ်စေဖို့အာဆီယံနဲ့နိုင်ငံတကာကိုတတိပေးတောင်းဆိုတာတွေလည်းလုပ်နေတယ်လို့သိရပါရယ်။ တိုင်းပြည်ကငလင်ပေးတံကြီးကြုံတွေ့ခံစားနေကြအချိန်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေကိုရပ်တန့်ခြင်းမရှိခဲ့တာကြောင့်တာဟာဒုက္ခရောက်နေတဲ့ပြည်သူတွေအပေါ်ဒုက္ခပေါ်ဒုက္ခထပ်ထပ်ပေးနေတဲ့လောက်ရဖြစ်တယ်လို့ဆိုခဲ့ပါတယ်ရှင်ငလင်ပေးအဆိုးဆုံးကြုံခဲ့ရတဲ့မန္တလေးမှာဒီကနေ့ဧပြီလ18ရက်နေ့နေ့လယ်တနာရီကျော်က Richter scale 5.1အင်အားရှိတဲ့ငလင်လောက်ခတ်ခဲ့လို့သိရပါဗျ။ ပြီးခဲ့တဲ့ဧပြီလ15ရက်နေ့ကလည်းမန္တလေးမြို့မှာမိုးသီးထန်စွာရွာသွန်းပြီးရေကြီးမှုတွေဖြစ်ခဲ့တာကြောင့်ငလီတန်ထိထားတဲ့အဆောက်အုံတချို့ပြိုကျတာတွေရှိခဲ့ပါတယ်။ အခုလိုမျိုးငလင်ဘေးတံအပြင်သဘာဝဘေးတံကိုပါကြုံတွေ့ခန်းစားနေကြရတာကြောင့်နေအိမ်တွေမှာမနေရကြတော့ပဲစိုးရိမ်စိတ်တွေနဲ့နေထိုင်နေကြရတယ်လို့ဆိုပါရယ်လက်ရှိမှာတော့မန္တလေးမြို့ကဒေသခံတွေအများစုဟာဖလုံးကွင်းတွေနဲ့ကျောင်းတွေမှာယာယီရွက်ဖြင့်တဲတွေနဲ့နေထိုင်နေကြရတာပါအင်အားပြင်းငလင်လောက်ခတ်မှုအပြီးဧပြီလ18ရက်နေ့နေ့လယ်ပိုင်းအထိနောက်ဆက်တွဲငလင်အကျဉ်140အထိလှုပ်ခတ်ထားတယ်လို့မူလီဝတ္တာနယ်စလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်ရှင် နစံတရနေ့လွဉ်ငင်းခွင့်နဲ့ပြည်တံလျှော့ပေါ်ခန်းစားခွင့်မှာဒေါ်ဆန်းစုကြည်နဲ့နိုင်ငံကောင်းဆောင်တွေမပါဝင်အောင်ပုံမှန်တွေကိုကန့်သက်ပြီးစစ်ကောင်စီကကြီးညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီသတင်းကိုသုတချမ်းသာပေးပို့ထားပါတယ်ရှင်။မြန်မာနှစ်တကူ23ရက်နေ့မှာစစ်ကောင်စီကနိုင်ငံတော်အကျဉ်းဆောင်တွေကအကျဉ်းသား4800ကျော်ကိုပြန်လွှတ်ပေးမယ်လို့ကြေညာခဲ့တာပါစစ်ကောင်စီကပြန်လွှတ်ပေးမယ်လို့ကြေညာတဲ့ပုံမှန်တွေထဲမှာနိုင်ငံရေးနဲ့ပတ်သက်လို့ ဘိုင်ငါကကြီးတခုသာပါဝင်ခဲ့ပြီးနိုင်ငံတော်၏တာဝန်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေနဲ့အရေးပါတဲ့လူဝင်နိုင်ငံ၏အကျဉ်းသားတွေကိုဆွဲဆိုထောင်ချထားတဲ့ပုံမှန်တွေကိုတော့ပြန်လွှတ်ပေးမယ်စီရင်မှာမဖော်ပြခဲ့ပါဘူး။အလားတူပဲပြည်ထောင်ရေး6ပုံတပုံလျှော့ရခံစားဝင်ပေးမယ်ပြည်ထောင်လွှတ်ငြိမ်းသက်သာပုံမှန်တွေမှာလည်းနိုင်ငံခေါင်းဆောင်တွေကိုဆွဲဆိုထောင်ချထားတဲ့ပုံမှန်တွေကိုစစ်ကောင်စီကကန့်တတ်ခဲ့ပါတယ်။မဖြစ်နိုင်ဘူး။ဘာလို့ပုံမှန်တွေမပါနေဘူး။သူတို့ကျင်ညာတဲ့ပုံမှန်တွေထဲမှာပေါ့နော်။ဒေါက်ဆန်းစုကြည်ပါလာဖို့တော့မမြင်ဘူးပေါ့။နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေပါလာ ို့တော့ကျွန်တော်တော့မမြင်ဘူးသဘာဝဘေးနဲ့ဒါအကြိမ်မှုပါဖို့ပါဘူးနောက်တစ်ခုကနိုင်ငံကြီးကအခုထောင်ထဲမှာမရှိဘူးဆိုရင်2000ကျော်ရှိတယ်အဲ့ထဲမှာပုံမှန်ရဆိုရင်တော့9000တောင်မှလွန်ပြီပေါ့ကျွန်တော်တို့ကမြင်နေပေါ့နော်90ညတို့92တို့နော်နောက်တစ်ခုကတည်တံပေးရတယ်အဲနောက်တစ်ခုကထောင်သက်သက်ပေါ့ဒါမျိုးတွေလည်းသူတို့လွတ်ဖို့တော့ကျွန်တော်ကတော့သူတို့ကြီးညာချက်အရာပေါ့လက်နဲ့မှုတို့ကျွန်တော်အကြိမ်တို့ဖောက်ခွဲတို့လူတက်တို့ဒါတွေမပါဘူးလို့ပြောတဲ့အခါကျတော့တည်ကြတယ်ဗျ ဖားနာလဲသူတို့ပဲတောင်းဝင်ရှိဆုံးအသူတို့ပဲဒါကြောင့်ဒီပေါ်မှာတော့ကျွန်တော်တို့ကကျေးဇူးတင်စရာလဲဘာအကြောင်းမှမရှိဘူးကျေးဇူးစရာလဲဘာအကြောင်းမှမရှိလို့မှတ်ချက်ပြုချင်ပါတယ်လို့စစ်ကောင်စီကပြစ်ဒဏ်ရဲ့6ပုံ2ပုံရှော့ရက်ပေးမဲ့လွတ်ငြိမ်သက်တာခွင့်ဟာအချင်းအောင်လက်ဆွဲပြဋ္ဌာန်းချက်တွေအရကြီးမယ်ဆိုရင်ထောင်ထဲမှာကောင်းကောင်းနေလို့ပုံမှန်ရတဲ့ရှော့ရက်ပမာဏထက်နေတဲ့ပမာဏသာဖြစ်တယ်လို့ကြွန့်ကျင်သူတွေကဆိုပါတယ်။အများပြည်သူနဲ့နိုင်ငံတကာကနားလည်မှုလွယ်ပြီးသူတို့ကိုအကောင်းမြင်လာအောင်စစ်ကောင်စီကလဲစားထားတာသာဖြစ်တယ်လို့ဆိုပါတယ်။ ။နိုင်ငံရေးရည်ချက်မှုနဲ့နိုင်ငံရေးဘောရာပြေဝမှုရှိတဲ့ဟိဆိုရင်ဘောဟန်စုကြည်လိုပုံကူမျိုးကိုဒီလိုပြေဆောင်နေမှာမထောက်တင်ဘူးပေါ့။အတဲ့ရွယ်ရလည်းဘာပဲပြောတာအသက်စစ်တယ်လို့ဖြစ်လာပြီ။ဒီလိုနိုင်ငံရဲ့သမိုင်းမှာအဖို့အဖေအစနိုင်ငံပေါ်မှာ တာဝန်ကြီးတဲ့တကယ်နိုင်ငံရေးတမန်ကြီးတဲ့ပုဂ္ဂိုလ်လူငယ်ကြီးနိုင်သူရှိအားလုံးကလေးသာချင်းရတဲ့ပုဂ္ဂိုလ်မျိုးအမှန်တည်တဲ့စဉ်းစားတဲ့ဉာဏ်ကိုကျွန်တော်မြင်တာပေါ့ကြားရမြင်ရတာလည်းစိတ်နှမ်းလာပါဘူးအဲ့တော့တည်တဲ့စဉ်းစားပြီးမှအောက်ရပြည်နေတယ်ကျွန်တော်တို့မြင်နေ ဒေါ်ဆန်းစုကြည်ဟာစစ်ကောင်စီလက်အောက်မှာထောင်ဒဏ်28နှစ်ကြာခံနေရတာဖြစ်ပြီးမတ်လ28ရက်နေ့ကလွတ်ခွာခဲ့တဲ့ငလင်ကြောင့်လက်ကျိုးပြီးထိခိုက်မှုရှိခဲ့တယ်လို့ April 17ရက်နေ့မှာသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။နောက်ရက်မှာတော့ထိခိုက်တဲ့သတင်းဟာမဟုတ်ပဲကျမ်းမာရေးကောင်းမွန်တဲ့ဆိုတဲ့သတင်းတွေပြန်လည်ထွက်ပေါ်ခဲ့ပါတယ်။နေပြည်တော်ချင်းတော်နယ်နေသက်သူတွေကတော့အဲ့ဒီသတင်းနှစ်ခုစလုံးဟာခိုင်လုံမှုမရှိပဲဒေါ်ဆန်းစုကြည်ထိခိုက်မှုရှိမရှိဆိုတာစုံစမ်းလို့မရပဲစစ်ကောင်စီကသတင်းအမှောင်ချထားတဲ့အခြေအနေကိုကြုံနေရတယ်လို့ဆိုကြပါတယ်။ကျွန်တော်တုဒချမ်းသာပါ ဟိုဘက်အဲမိုးရိုးစိုက်ရောတော့အဲ့လိုရေရောအိုင်တော့တော့ဘောနော်ဒီအိုင်တော့ဆိုတော့ဒီကဟိုအကြာကြီးတော့မအိုင်ဘူးရေတွေကြံနေရတော့မရှိဘူးဟိုစင်းတာမြန်တယ်ဒီတောင်မိုဒီလားတွေဆိုတော့ဟိုဘွက်တွေနုံနေရတော့ရှိရောအမြဲတမ်းအိုင်နေတဲ့နေရာရလို့တော့မရှိဘူးဘာလို့အင်းတဲရီကသူမြေကြီးပေါ်မှာပဲရှိရဆိုတော့အခက်အခဲတော့ဖြစ်တော့ပေါ့ညရီပါလေအိဖို့အခက်အခဲ အဲ့လိုမျိုးရှိသွားတယ်တရတရနေရပေါ့သူတို့တဲတွေကအမြင်မဟုတ်ဘူးမြေကြီးပေါ့ဆိုတော့အဲ့လိုမရတွေပါတော့ရှိပါလေခရာပေါ့အင်းဒဲနေရတော့နေလဲဆိုဒီတိုင်းပဲနေကြရပြစ်တယ်လို့ပေါ့ကိုယ်အင်းရှိပြိုတဲ့လူတွေလည်းကိုယ်အင်းရှိကိုတချို့ညညဆိုရင်အိမ်ငယ်တွေမရရကြသေးဘူးအပြင်မှာပဲထွက်ဣကြတာဆိုတော့တချို့ဆိုလည်းအဲ့ဘောလုံးငွေနေတယ်လို့စာတင်ကြောင်းနေတယ်လို့အဲ့တဲတွေမှာတော့ဒီတိုင်းပဲနေရတာပေါ့မြင်းနဲ့နေရာရေးဆောင်ပြီးတော့နေရတာပေါ့တခြားကြီးကတော့ နေလို့မရဘူးလေအောက်ကလည်းဘွက်တွေပါပြီဖြစ်သွားတာဆိုတော့အဲအခုလက်ရှိချိန်ကတော့ဒီတိုင်းပဲဒီတိုင်းပဲမြေကြီးပေါ်မှာပဲနေနေတာပဲတဲလေးတွေကတော့အဲ့လိုပဲထိုးထားတာဥစဉ်တွေ့တာပေါ့နော်ပြီးတော့နောက်တစ်ခါကြီးပါရင်တော့ဒီရထဝယ်ဥမာမိုးများရင်တော့မမလွယ်ဘူးပေါ့ဗျာဟိုအမြင့်ဆင်နေပါလေရေလွတ်တဲ့ဆင်နေပါလေလောက်ထားရင်တော့ပိုကောင်းတာပေါ့ကဲဆိုရတော့ဟိုဘောဒီတိုင်းပဲတဲတွေပါပြန်ပြင်တာလို့တော့မရှိသေးဘူးပေါ့နော် ဟိုဗေဒီအနေနဲ့ဟိုလိုဆင်းနေပါတယ်ထိုးပေးတာတို့ဝါကတ်တင်နေလေဆင်းနေပါတယ်ထိုးပေးတာတို့ပါတော့တချို့နေရာတော့ဒါအမြင်သူတို့ကိုယ့်ဘက်ကိုလှုပ်ကြရလက်ရှိရဲ့အဲ့လိုမျိုးတော့ရှိရပါတော့အများကြီးတော့မတွေ့သေးဘူးရှင်အိမ်နေရာတော့နေဖို့ရတော့မလွယ်ဘူးလေခုမှဖြိုးထားတော့ရှိသေးတယ်ရှင်ဘုံမရှင်ရတယ်တချို့ဆိုမဖြိုးရသေးဘူးအဲ့ဒါကြီးကြံနေတယ်အဲ့ကြတော့ဒီတိုင်းပဲကြည့်သေးစကန်ရှိတဲ့နေရာတွေပဲနေကြရတာပေါ့ဥစဉ်တော့စကိုင်းပေါ့ ိုးတဲ့ရာခိုင်နှုန်းတော့ဖြစ်တာဆိုတော့ဘုံကြီးเจ้าနေလေအဲ့တိုင်းပါဟိုကိုင်းကိုကိုเจ้าကိုနေလုံးရတဲ့နေရာတိုင်းအများကြီးရက်ွက်တွေလည်းလို့ချိုးပြီးတော့ပုံထားတာပဲရှိနေရှင်းတာလင်းတာမလုပ်ရသေးဘူးအဲ့ကြတော့ဟိုပြန်နေလို့ဘုရားတော့မလွယ်ဘူးပါဘူးနှစ်ချီပဲကြာမှာအဲ့ဒီနေမပြီးမချင်းတော့ဒီလိုပဲနေကြရမှာပဲအဲ့လိုဘောလုံးဝင်းနေလေးလိုတဲလေးတွေအဲ့လိုနိုင်ငံခြားလူထားတဲ့တဲတွေပါလေအဲ့လိုမျိုးထိုးပေးထားတာတိုင်းမစုပေါင်းပြီးတော့နေပေါ့အဲ့အပေါ်နဲ့လည်းလုပ်ပေးထားတယ်ကွာ အဲ့လိုလာချီပြီးတော့ထောက်ပံ့အဲ BAT တော့ထောက်ပံ့နိုင်မှာတော့မဟုတ်တော့ဘူးထင်ပါတယ်ဒီတိုင်းအခုလက်ရှိကတော့ဈေးဝါဈေးကူပေးတဲ့အခမဲ့ကူပေးတဲ့နေရာတွေလောက်ထားတယ်ပြီးတော့ရေဆိုတဲ့တော့ရေတက်မြေထရကြီးကိုရေတက်လုပ်ပေးထားတဲ့ပွဲတွေလည်းရှိတယ်တက်ချင်းကြီးဖွဲ့တွေရောဘောနော်အဲ့လိုဈေးကူပေးတဲ့ဖွဲ့တွေတွေးရမွေးရတော့ဒါဒီနေဆောင်ကလာလူတဲ့လူတွေလည်းရှိတယ်အခုတော့ကြံတွဲမလို့လားမသိဘူးပါတော့ပါရော အဲ့လိုတွေးကြမှုကြလူကြတန်းရအဲ့လိုပို့အဲ့လိုပဲစားနေရတာပေါ့နေ့ချီကြမှာဆိုတော့လေလွယ်ရတော့မလွယ်တော့ပါဘူးอืมလိုအပ်ချက်ကတော့ဘယ်လိုစကန်းနေမှာတော့အဲ့လိုတော့ရေတို့အဲ့ဒါနေစေဝါတွေကတော့ပြည့်စုံတယ်နော်အဲ့အဲ့စေဝါတွေပါတွေကတော့တို့ရှိတော့ရှိပါတယ်တော့တမ်းမှာစကန်းနေမှာထားပေးထားတယ်ဒီတန်းလေးစေဝါတွေအဲ့လိုမျိုးထားပေးထားတယ်အဓိကတော့ပြန်လဲထူထောင်ရေးပေါ့ပြန်လဲထူထောင်ရေးဆိုတော့ကိုယ်ရင်ကိုပြန်စောက်ဖို့အတွက်အဲအဲ့ဒါပဲ လောက်ကြရမှာပေါ့။များတယ်များတယ်မျိုးသမီးတွေကလေးတွေအဲ့လိုမျိုးနေကြရတယ်။နေလို့များတော့လည်းအိမ်ကြီးကနေတာလေအဲ့လိုရက်ွက်တဲ့လူတွေနေကြရတယ်အဲ့လိုတော့ရှိတယ်ဗျာ။ကျွန်တဲ့မျိုးတွေကလူတွေကတော့ကိုအမျိုးအိမ်မှာနေတာတို့အခြားပြောင်းတာတို့အဲ့လိုမျိုးတွေလည်းရှိတယ်။အစိုးရကလည်းစခန်းမှာနေတယ်။နိုင်ငံတကာအကူအညီဒီနိုင်ငံတော်အကူအညီအဲ့ဒါတွေနဲ့မှပြန်လဲထူထောင်ထောင်ပြည့်မဲ့ထင်တာပဲ။ဖုန်ကြောင်းတွေလည်း ဟိုတကာတကာမတွေပါဖြစ်တာဆိုတော့ဖုန်းကြောင်းနေလည်းလို့ဆန်စားဖို့ကလည်းလွယ်ဘူးလို့ပြီးတော့မဒီလာရှင်ကြောင်းနေလို့ဆိုရယ်ဒါကိုတူကိုရဆောက်ထားတဲ့ကြောင်းလေးတွေဆိုတော့ဒီလိုလဲပြန်ဆောက်ဖို့ကလွယ်မှာမဟုတ်ဘူးကိုကတကာတကာမတွေကအကုန်သူတို့အိမ်တွေကပျို့တယ်ဆိုတော့လွယ်ရတော့မလွယ်ပါဘူးမလွယ်ကူနိုင်ဘူးလို့ထင်တာပဲဥစဉ်တော့လည်း TV ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်